ကြီးကျင့်ခန်းသားစွာမင်္ဂလာဆောင်ခဲ့ပေမယ့်ငလီဘေးမှာရင်းနေလို့လူပြောများနေတဲ့နေကြီးကိုမင်္ဂလာဝဲဝဲကျင်းပဖို့အတွက်အချိန်တစ်နှစ်ကျော်လောက်ယူခဲ့ရပြီးတော့တနင်္ဂနွေလောက်မှာခန်းသားဆုံးဆိုရင်မင်္ဂလာဝဲကိုကျင်းပခဲ့တာကတော့နိုင်ငံကျော်နေကြီးဝဲဖြစ်ပါတယ်။နေကြီးဦးနေနဲ့အင်မတန်ကုန်မှာချမ်းသာကြွရတဲ့ခရိုနီတထေးသမီးတယောက်လည်းဖြစ်တယ်လို့လက်ထပ်သွားတဲ့ခင်မုန်းတဲ့ကိုကျော်စွာဟင်းကလည်းခရိုနီတထေးကြီးပဲဖြစ်ပါတယ်။ဒီလိုမျိုးခရိုနီတိုင်းဝန်ကချမ်းသာကြွရတဲ့မိသားစုဝင်တွေနဲ့တသက်မှာတစ်ခါကျင်းပပြုလုပ်ရတဲ့မင်္ဂလာပွဲကြီးကိုအခမ်းအနားဆုံးပြုလုပ်ပြင်ဆင်ဖို့အတွက်ဝေကြီးများစွာနဲ့ကုန်ကြခံခဲ့ပါတယ်။ တိမ်မောင်းတောင်းတဲ့ချိန်မှာတန်မိုးကြီးရဲ့ဝတ်စုံတွေနဲ့တူမင်္ဂလာပွဲကြီးကိုကျင်းပပြုလုပ်ခဲ့ပေမယ့်ငလင်ဘေးလူရန်မှုမှာတော့ဒီချိန်ဒီခါမှလူရန်ချင်းမရှိဘဲနဲ့ပြောက်ကွယ်နေကြတာကြောင့်ဝေဖန်ခံနေရတာပါငလင်ဘေးကြီးဟာဆိုရင်တော်တော်လေးကိုထိခိုက်ဆုံးရှုံးမှုတွေများပြားခဲ့ပြီးတော့ပြည်သူတွေအတွက်လည်းတကယ်ကိုမှစီမကောင်းစရာပါပဲထို့ဖြင့်တော့မန်လီနဲ့စကိုင်းနေပြီးတော့ဆားရှိတဲ့ဒေသတွေမှာဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်နေတဲ့အတွက်လူရန်ကလူရန်ကုသိုလ်ယူနေကြတာပါကေဇင်းအင်းသမားတွေကလည်းစူးစမ်းကြင်ပေးနေတယ်လို့လူမညာရှင်တွေတခြားသောအလှူရှင်တွေကလည်းသူတို့တနိုင်သမျှကူညီပြီးတော့လူရန်ပေးနေကြတာပါ ီလိုမျိုးကော်လုံးကကိုတက်နိုင်တဲ့ဘက်ကနေပါဝင်အားဖြည့်ပြီးတော့ကုညီဆောင်ရွက်ပေးနေကြပေမယ့်အင်မတန်ကမှချမ်းသာပါတယ်ဆိုတဲ့ခရိုနီတထေးမကြီးနေဂျီယူကတော့စုံစုံမြောက်ပျောက်ကွယ်နေကြတာပဲဖြစ်ပါတယ်ခင်မောဖြစ်သူနဲ့လက်ထပ်ဖို့အတွက်ပြင်ဆင်နေတဲ့ချိန်တုန်းကမပီးနိုင်မစီနိုင်မင်္ဂလာပွဲကျင်းပနေတဲ့အကြောင်းတွေကိုမုတ်ဆုံးမလေးမကင်းကဇလန်ရွက်ကြီးလိုမျိုးတင်းနေကြတာပါဘယ်လိုမျိုးကျင်းပါတယ်ဘယ်လိုမျိုးကုန်ကြခံနေမင်းနိုင်ငံကပညာရှင်တွေကိုငှားရနေဆိုပြီးတော့ကြောင်းလုံးထုတ်နေကြတာပါသူမအနေနဲ့ပတ်စံအကုန်ကြအများကြီးခံနိုင်တဲ့အတွက်နိုင်ငံကပညာရှင်တွေကိုငှားရပြီးတော့ တိမ်မောင်းတောင်းတဲ့ချိန်မှာတန်ဖိုးရှိတဲ့ဝစ်စုံတွေကိုလည်းဖန်တီးခဲ့ပါတယ်။သူမရဲ့မိန်းမတို့တို့မျိုးဝစ်စုံဟာဆိုရင်ရွှေသားစစ်စစ်နဲ့ပြုတ်လုထားတယ်ဆိုပြီးတော့နာမည်ကျော်ကြားပေးခဲ့တာပါ။ဒီလိုမျိုးမိန်းမတပွဲအတွက်တော့တနည်းလောက်အချိန်ယူပြီးတော့တိမ်မောင်းများကုန်ကြခံနိုင်ပေမယ့်တသိန်းနှစ်သိန်းတောင်မှထွက်မလာခဲ့တာကြောင့်ဝေဖန်ချင်းစရာကောင်းနေခဲ့တာပါ။ဒီကြီးဦးနေနဲ့မင်္ဂလာပွဲကိုမင်းသမီးဝင်းမုံရွှေထက်တောင်းအပြိုင်ဆိုင်ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ဝင်းမုံရွှေကရေခဲတော်မှာသွားပြီးတော့မင်္ဂလာဆောင်တဲ့အတွက်သူမကတော့မြန်မာနိုင်ငံမှာအကြီးကျယ်ဆုံးဆိုတဲ့ဟိုတယ်ကြီးမှာခန်းနာဆုံးမင်္ဂလာပွဲကိုကျင်းပနိုင်ခဲ့ပါတယ်။ အခုတော့ဝင်းမုံရွှေကတိမ်မောင်းတောင်းချီမကအမြဲလိုလိုလူရန်ကုသိုလ်ယူပြီးဒီမောက်ကိုရိုင်းမြေပြင်မှာဆင်းပြီးတော့ကုညီပေးနေရလေဖြစ်ပါတယ်ဒီတစ်ခါမှာတော့နေကြည်ဦးနေနဲ့လိုက်ပြီးတော့ရှင်းပြန်နေတော့ပဲအိမ်ထဲမှာတိတိလေးပုံပြီးတော့လူရန်မိုးအတွက်ကိုတွန့်တုံနေရဖြစ်ပါတယ်ဒီမောက်အနေနဲ့နည်းနည်းပပလောက်လူရန်ရင်မဲ့ပရိသတ်တွေကပြစ်တင်ဝေဖန်နေကြမှာမဟုတ်ပါဘူးခုတော့ကတော့ဒီပြားတစ်ချက်တောင်ထုတ်လူချင်းမရှိပဲနဲ့ကိုရိုင်းကကုညီမှုမပြုဘဲနေကြည်ဦးရဲ့ပြုတ်ဝင်ကစေတနာကင်းမဲ့လွတ်နေဆိုပြီးတော့တိတာနေရပါမပြိုင်တဲ့နေရာတွေမှာပြိုင်ပြီးတော့တကယ်လူရန်ကုသိုလ်ရရမယ့်နေရာတွေမှာတော့တွန့်တုံနေတဲ့သူမရဲ့စိတ်ချက်ကလေးကလည်း ါ်လင်းထင်ရှားလုပ်နေခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တော်များများကတော့နေချင်းဝင်းရဲ့ခုလိုမျိုးလုံရက်တွေနဲ့ပြုတ်မှုတွေပေါ်မှာဝေဖန်နေကြတာပါ။မင်္ဂလာပွဲကိုတော့အများထက်တောင်ကြီးကျယ်ခမ်းနားစွာပြုလုပ်ခဲ့ပေမယ့်အလို့ပြုတ်ရမယ့်နေရာမှာပုံနေတဲ့နေချင်းပေါ်မှာထင်မြင်ချက်လေးရှင်လည်းပြောသွားခဲ့ကြပါအောင်နော်။